မင်္ဂလာပါဘာမစ်လိုက်ပြီးအော်ဒီယိုကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘာမစ်လိုက်ပြီးပြည်သက်တွေအတွက်ဒီကနေ့တင်ဆက်ပေးမယ့်ဆောင်းလေးကတော့စာရေးဆရာမမဆန်းနိုင်ဝိတုတိုများတွေကပါရီမေမရင်တော့ကြောင့်ဆိုတဲ့ဝိတုတိုလေးပဲဖြစ်ပါတယ်အစင်သေးဖြစ်ပြီးဆိုရင်တော့အစီအစဉ်တင်ဆက်ပေးမယ့်အင်ဂျင်နဲ့တူတူနားဆင်ကြရအောင်လားရှင်မမဝင်းကတိုခင်မအီဆိုမီလို့ပြောပြီးမဲ့လဲတော်မြမြလိုင်ကရုတ်တရက်မယုံနိုင်ဘူးဘာပြောရဲလို့ထမ်းမရင်ရင်တွေလဲခုန်လာတာပေါ့ခုရင်မဲအနီးများရဲ့ မူးတယ်မူးတယ်ဆိုပြီးလေးဟင်းလဲကြသွားရကနေခဏနေရောဆုံးတာပဲတဲ့ဆရာဝန်တော်မမီဦးပြောတယ်ငကိုကလေးကနှလုံးယောဂါရောသူတို့ယောဂါရောရှိတယ်တဲ့ဆက်ပြီးပြောတဲ့စကားတန်ဒီကိုကြားရတဲ့ခါမှအမလီမြန်ဆန်လိုက်တာဖျားဖျားဆိုပြီးတုံရီလှူရှားစွာရေရွလိုက်မိတာပေါ့ဦးလေးလာတော့အိမ်သွားပြောလိုက်အောင်မယ်ဆိုပြီးပြောရင်အိမ်ပေါ်မှာတုတ်ခနဲ့ပြင်းစင်းသွားတဲ့မမဝီးရဲ့ကြောပြင်းကိုအတန်ကြာအောင်ငေးကြည့်ရင်ဖျားဖျား ြစ်မပြရလေဆိုပြီးတော့ဆက်ပြီးတော့ရေရွနေမိတာပေါ့ဘာဖြစ်လို့လဲမြောင်ဘသူဘာဖြစ်လို့လဲနဆွန်ပြားကြားလိုက်တဲ့ခင်မိုးတဲ့ကအိခန်းထဲမှာထွက်လာတယ်ခင်မိုးတဲ့ကိုမြင်လိုက်တဲ့အခါမှာတော်မမြလိုက်ကအာကိုရရောက်သွားသလိုအနာကိုခက်သက်သက်ရှောက်လာတာပေါ့အမကြီးတော်ခင်မအေးဆုံးလို့တဲ့ကိုကိုကြီးဆိုပြီးတော့ထိခိုက်လှုပ်ရှားစွာပြောမိတာပေါ့နောက်ပြီးတော့ဟေးဘယ်တော့မှလဲဘာဖြစ်တာလဲ အခုဗမာလဲလို့မေးတဲ့အမေတွေကိုတော့မဖြေအားဘူး။မောင်စိန်ဟဲ့မောင်စိန်ကားထုတ်စမ်းဆိုပြီးတော့អော်တာပေါ့။နောက်ပြီးတော့ဟဲ့နေပါစီတော့မထုတ်နဲ့တော့တလန်းကြော်နေမယ်ဟာလမ်းလျှောက်သွားမယ်။ဟဲ့မဝင်းကျွေနောက်ဖေးရငါးကျော်အုပ်ကိုကြည့်ပြီးတော့ဆက်ကြောပေးစမ်းဆိုပြီးអော်ရင်းနဲ့ခင်မုန်းတဲ့ဘက်ကိုလှည့်လိုက်တာပေါ့။ရုံးတွက်ထမင်းကြိုက်ကိုလီနေကင်းမှာအပိုးလွတ်လိုက်တော့မင်းတော့ကိုကိုမောင်စိန်ကိုပြန်လွတ်လိုက်။များတော့လီဟိုအိမ်သွားအောင်မေးဆိုပြီးတော့ပြောတာပေါ့။မန်တင်ကိုရှေ့ပြေးပြီး မျက်နာကိုတူပတ်လေးတစ်ချက်နှစ်ချက်ရိုက်တယ်။နှာခမ်းညီတော့ကောက်ကန်ပြီးမှအိုးအသက်ပဲ40ကျော်နေပြီပဲဟာဆိုပြီးတွေးပြီးတော့ပြန်ချလိုက်တယ်။နောက်ပြီးအတန်ငယ်မိုင်းနဲ့လုံးကြီးအညူရောင်ကိုကောက်လဲပြီးတော့ခက်သက်သက်ထွက်လာခဲ့တာပေါ့။နေဘူးတည်းတည်းမှာလမ်းလျှောက်လာရင်လွန်ခဲ့တဲ့3ရက်ကမှဒေါခင်မအေးနဲ့ဈေးထဲမှာ တွေ့ခဲ့ကြသေးတာကိုသတိရမိတယ်။ကျစ်တူနေတွေကလည်းဈေးကြည့်လိုက်တာရှင်ဆိုပြီးသူကညီးတဲ့အခါဒေါခင်မအေးက တူတူနီဈေးတက်ပေမဲ့ဆီရနဲ့နဲ့ဈေးကျလာတော့တော်သေးတာပေါ့နော်။စောင်းဦးပေါင်းဆိုတော့တသီးသနံလေးတွေပေါ်လာပြီ။ပန်းခေါ်ပြီးကိုဘဲဦးနဲ့ကြော်စားရရင်အသားဟိမလိုပါဘူးမြများရဲ့ဆိုပြီးတော့ခပြုံပြုံပြောခဲ့တာကိုတော့သတိရမိတယ်။အမေးတဲ့အကောင်းဘက်ကကြီးပဲစဉ်းစားတတ်တဲ့သူတော်ကောင်းမကြီး။ခုတော့သေးရှာပြီပေါ့ဆိုပြီးစဉ်းစားရင်းနဲ့ရင်ထဲမှာလေးစုသွားတယ်။အနီမြရဲ့မမေကိုကြည့်ပါဦး။အနီမြရဲ့တေတော်မဟုတ်ရလားယင်။မြမြလိုင်းကသူ့ကိုမနစ်သိအားပဲ ိမ်ထဲကိုကမန်းကလေးကြိလိုက်တယ်။အိမ်ရှိကန်းမှာဂရင်တလုံးကိုလည်းချထားတာပေါ့။ဒီဂရင်စီကိုအရာဝတ္ထုတစ်ခုကိုဝိုင်းဝန်းပြီးတော့တင်မလာကြတယ်။ဒွဒိဒိခုံလာရရင်ကိုအသာပြီးပြီးတော့အသေးချာကြိလိုက်တဲ့အခါဒေါခီမာကြီးရဲ့ခန္ဓာကိုယ်ဖြစ်နေမှန်းကို သိလိုက်ရတယ်။ခေါင်းငိုက်ဆိုင်သပင်ဖားလာနဲ့ခြေပြော့ပြော့လက်ပြော့ပြော့အနေထားကိုမြင်ရတဲ့အခါဘလို့ဖြစ်တာတော့အမကြီးရဲ့မမြင်ဝတ်မလားဆိုပြီးတူရဲပြောကမိကြီးတွေဖြစ်ဖြစ်ကြလာတာပေါ့။သူငိုတဲ့အခါလေးအလမလေးက မမေရင်အနီမြလာတဲ့မမေရဲ့ထပြီးစကားပြောပါအောင်အခံမအောင်ဆိုပြီးဩကတက်သွားပြီးတော့ဝါဝံပြီးတော့နှိတ်ကြနေကြမန်းကြမှုကြနေအလုရှုပ်ကုန်တာပေါ့မမြလိုင်းတတိထားမမြလိုင်းခင်မအီးကိုအလုံးခင်ကြတာပဲဒါပေမဲ့ကိုအောင်ကိုရင်ကလေးတွေပူဆိုးမှာပေါ့တတော်မိကတော်မမြလိုင်းရဲ့လက်မောင်းကိုဆုပ်ကိုင်းပြီးခတူတူချော့တာပေါ့စူညံလှုပ်ရှားနေတဲ့ဝင်းကျင်မှာတော်ခင်မကြီးတယောက်သာအငြိမ်ကြီးညင်နေတယ် ျူပြတ်ထားတဲ့ရုပ်သေးရုပ်လိုခေါင်းခိုင်ဆိုင်တွေဖြစ်နေတာပေါ့ဝှစ်ချင်အားဝဲလွမ်းချင်အားလွမ်းပြီးမြင်မြုပ်ချင်မြုပ်မိသူချုံရင်လဲတချို့လှုပ်ချင်အားလှုပ်ကြပြီးတော့ဆိုပြီးအတ္တမထွေပေပြောသလိုလဲရှိတယ်ဒိုခင်မာကြီးရဲ့ချင်းမလမတို့ကိုဘူးပြီးကျုံးတဲ့ချီတာကိုတွေ့ရတဲ့အခါဒုံမြမြလိုက်ဤကနေငုံမိပြန်တာပေါ့ကျူခဲဝမ်းနေစိမ့်နဲ့ထိတ်လန့်တုန်လို့စိတ်ကရင်ထဲမှာပြည့်ပြီးတော့လှန်နေတယ်အဲ့ဒီညကဒုံမြမြလိုက်တော်တော်နဲ့ကိုအိတ်မပြောဘူးစိတ်မကောင်းလိုက်တာကိုကိုရဲ့ ကြည့်ရတာသတိမိနေသလိုအိနေသလိုပဲတည်ရင်းဆိုတော့ယုံကြည်ရတော့မရှိဘူးဆိုပြီးတဖွားဖွားပြောနေမိတာပေါ့နေကင်းနေလေပြီးရင်တယောက်အင်းတယောက်ကူးကြလက်ဖက်စားကြတာရီသမီးရင်လင်ရီတာရီပြောလိုက်နဲ့ပြောခဲ့ဆုခဲ့ရတာတွေကိုတရီဝဲဝဲမြင်အောင်ကြားရောက်နေမိတာပေါ့ဆယ့်နှစ်နိုင်ထူတော့မနေနိုင်တော့ဘူးစိတ်ငြိမ်စေထထောက်လိုက်ရတယ်အဲ့ဒီခါကျမှအိပ်ပျော်ရည်လီပထမနေ့ကအတော်လေးကိုစိတ်ပြန်မှန်းပြီးတော်တော်လေးကိုလည်းငိုလိုက်ရတာကြောင့်ဖြစ်မဲ့ချင်းနေ ဒုတိယနေ့မှာတော့ဒေါ်မင်းမြလိုက်တိတ်မကုန်ကျင်တော့ဘူးဇာပြူပပလွမ်းထားတဲ့ဒေါက်ခင်မအေးကိုငီးကြည့်နေရင်ကွာစီတဖြောင်းဖြောင်းဝါးစားလာနိုင်တာပေါ့မတွေ့မမြင်ရတာကြာပြီဖြစ်တဲ့မိတ်ဆွေတင်ကဟာတို့ကိုလည်းကြိုဆိုနှုတ်ဆက်နေရခြားပြီးမူးတယ်မူးတယ်ဆိုပြီးလဲကြရာကစုံနာပဲတဲ့ဆူဆူရီမြားလူတော်အသက်မမီလိုက်ပါဘူးဆိုပြီးပြောဆိုအပ်ခဲ့တာပေါ့ဒါတယောက်တမီးသုံးယောက်ကြံခဲ့တယ်လीဒါကြီးဆုံးကမော်လမြိုင်မှာနီးပြเสีย အကြီးမကြီးကစီးပွားရေးတက္ကသိုလ်နောက်ဆုံးနှစ်အလမ်းမလေးကစီးတက္ကသိုလ်မလေးအငယ်လေးကတော့ဒီနေ့ဒီသားဟာအောင်းနေအကုန်လုံးစာတော်ကြတယ်အမကြီးယောက်ျားဆုံးသွားတာကတော့ကြာပြီပေါ့ငါးနှစ်တောင်ရှိပြီထင်ပါရဲ့တားရီသမီးတွေကအိမ်နာပြုဖို့စိတ်မကူးကြသေးဘူးအမေကိုလှုပ်ကြီးမယ်လို့ပြောနေကြတယ်ဆိုပြီးပြောတဲ့အခါလေးဒေါ်ဆူဆူမြင့်ကတက်ပြင်းချတာပေါ့တရားကြစရာမယုံစရာကြီးပဲမမလာရဲ့မနေ့မနေ့ကနေလေကျမနေ့ဈေးထဲမှာတွေ့တော့ တန်တွဲအုံစီစစ်စစ်ရမင်းလူချင်းတလားလူမင်းနေသေးတာပြောစရာလဲကုံသွားတာပေါ့ဘာဆက်ပြောရမှမသိပဲညင်နေလိုက်တဲ့အခါမှာဒေါ်စုမြင့်ကဒေါ်မြမြလဲဝှက်ထားတဲ့ထိုင်းကော်တူနီညူရောင်လုံးကြီးကိုအသာကင်ကြည့်အစင်လေးကလှလိုက်တာနော်ဟိုတယောက်မလေးတွေဆိုင်ကားပဲလားလို့မေးတာပေါ့ဒေါ်မြမြလိုင်းကလည်းလေမူရီကိုလက်ကင်အင်္ဂလိပ်ကိုလှည့်ရကြည့်ပြီးလှလိုက်တဲ့အင်္ဂလိပ်ဘုံမှုတော်တော့ကဝယ်ခဲ့တာလားဆိုပြီးတော့ချီးကျူးတာပေါ့နောက်ပြီးသူတို့ဟာဒေါ်ခင်မအေးကိုခွတ်တာမေးပြီးတော့ ဘူဂျုံစီစိန်ကျုံစီတွေကိုဆက်ရောက်သွားကြတာပေါ့။အိုအိုကျူကျူငိုတန်ကြားရတဲ့ခါမှလက်ရှိနေရာကိုပြုံးကနေပြင်ရောက်လာတယ်။မော်လမြိုင်မှာအကူကြီးရောက်လာတာကြောင့်လေညီမတွေကစီးပြီးတော့ငိုကြွေးကြတယ်။ဒီတော့လေသူတို့နှစ်ဦးလုံးရောပြီးတော့မျက်ရည်ကျပြီးစာပြူလွှမ်းထားတဲ့ဒေါခင်မကြီးကိုကြည်ခွေဝမ်းနေစွာကြည့်မိပြန်တာပေါ့။ ဒုတိယနေ့ညနေပိုင်းရောက်တော့ဒုခင်မာကြီးရဲ့ခန္ဓာကိုယ်ဟာအနက်အနေငယ်ထွက်ချင်းလာတယ်။ဝမ်ပိုက်ကလည်းအတန်ငယ်ဖုံးလာတဲ့အောင်ရှိတာပေါ့။ဖြူဝင်းနဲ့အသားကြီးကလည်းညိုတရရောင်ဖြစ်လာတယ်။အရာကြောင့်ညပိုင်းရောက်တဲ့အခါမှာတော့ကောင်းအောင်မှဖေပြခမ်းပြီးအလောင်းကိုခေါင်းသွင်းထားလိုက်ကြတာပေါ့။ဂရင်ပေါ်မှာငွေရောက်ပန်းရီထားတဲ့ဂရင်ကောင်းကြီးမှစပယ်ကုန်းတွေဂရင်အောင်မှကြောက်ဖယုံသည့်ချင်းကြီးဘက်မှမြေအိုးနဲ့ကြည်ရတာကတော့ဝမ်းနေစရာကြည်ခွင်းစရာ ထိတ်လန့်စရာကောင်းနေတာဗို့တတိယနေ့မှာအတူပါချရလေအတူပါချကနေ့မှာကက်ပြီးတော့ချိမိပြန်တာဗို့ဆုံးစာတုံးကလည်းမတူတော့ဘူးမျက်နာကလည်းဖောင်းပြီးတော့အဲ့နေတောင်လည်းရှိတယ်အသားတွေကလည်းညိုးပြီးတော့ညစ်နေတာဗို့ညာဘက်မျက်စိတောင်မှာတရရတက်လာတဲ့ပရွက်နေသုံးကောင်ကိုလည်းအထစ်တလန်ကြည့်မိလိုက်တော့လေအတော်ပြေးပြေးလေးဝှက်ထွက်လာတဲ့ရေနံကြောင့်ခတ်တုတ်တုတ်နောက်ဆုတ်လိုက်မိတယ်။တေချင်းတရားဆိုတော့တကယ်လေးကြောက်ဖို့ကောင်းပါလား။ ငါလေးဒီလိုပဲတရားဥမာပါလားဆိုတဲ့အတီတရားဝင်ပြီးတော့ထိတ်လန့်တုန်လို့စိတ်နဲ့ချွချောက်ချာချာလေးဖြစ်လာတဲ့ဒီနေ့ညနေစာကိုလည်းလုံးဝမစားနိုင်ဘူးညကြတော့ခရိုင်းထက်ပိုးပြီးကြအောင်ဖရားကိုရှခိုးမိတယ်ဒေါခင်မာကြီးရဲ့နာမည်ကိုခေါ်ပြီးတော့အမြတမ်းလေးပေးဝေတာပေါ့အဲ့ရတဲ့ရောက်ဝင်မဲ့လည်းအိတ်မပြောနိုင်သေးဘူးဗတိတကြောက်ကြောက်စိတ်နေရဲ့ဖောင်ပြီးအန်းနေတဲ့မျက်နှာနဲ့ပွေရည်သုံးကောင်ကိုသာမြင်ရောက်နေမိတာပေါ့ဘယ်ဆောင်လိုက်ညဆောင်လိုက် တပြင်းချလိုက်နေဖြစ်နေတော့ခင်မိုးတရားလဲလေဒီလောက်လဲစိတ်ကြီးခိုင်မနေပါနဲ့မြမရဲ့သူ့အချိန်တန်တော့သူသွားကို့အချိန်တန်တော့လေကို့အလဲရောက်ပြီးကို့သွားရအောင်ပါပဲလေလူတိုင်းလူတိုင်းလေမလွဲမသွေသွားရမယ်လည်းမဟုတ်ဘူးလားဆိုပြီးတော့ပြောတာပေါ့အဲ့ဒီခါကျမှပူပြီးတော့ကြောက်ရွံ့တုန်လှုပ်လာတာကြောင့်ဒေါ်မြမြလိုင်းခမရလေးစိတ်ငြိမ်စေးကိုထထောက်ရပြန်နေနောက်နေမနေကြတော့ဒေါ်မြမြလိုင်းအိယာပေါ်မှာတော်တော်နဲ့မထနိုင်ဘူး ကောင်းမောင်းသူဒေါမောင်ဆင်းရဲမိမမဝင်းကျယ်ကအလိုက်တတိစီးသွားပြီးတော့မိဖို့ဝင်းကချက်ပြုတ်ထားတယ်။မဝင်းကျယ်ကငရင်ကောင်းတဲ့ဘူးဒီနဲ့ကိုချီဟီးရဲ့ချက်တယ်။ကြက်သားစီပြန်နဲ့ဒင်းကြီးဝတ်မီအောင်တို့စရာငမ်းမြာကြီးချက်လဲချက်တယ်။ထမင်းနဲ့နဲ့ထပြီးတော့စားလိုက်ပါလားမမရဲ့။ခင်မိုးတွေကလည်းအပြောကောင်းတာကြောင့်ဒေါ်မမြလိုင်က ထမင်းပွဲကိုစိတ်မပါလက်မပါနဲ့ဝင်ထရရပြန်တာပေါ့။ ပကံလေးကိုထမင်းလေးလက်တဆုံခန်းသာထိပြီးတော့စားတယ်။ကိုကိုချင်းနဲ့အောင်စားတာနော်။စားနိုင်မှာမဟုတ်ပါဘူးကွယ်ဆိုပြီးတော့လေပြောမိသေးတာပေါ့။ဒါပေမဲ့လေလေစားရင်စားရင်နဲ့စားကောင်းလာတာကြောင့်မင်းညံ့နေရလွတ်ထားတဲ့ညစာကူပါပေါင်းပြီးနှစ်နှစ်ပေါင်းပြီးတော့တွေ့လိုက်တာကြောင့်လေလေပိုက်ထင်းမှာတင့်တောင်းပြီးအနည်းအထင်ရခတ်လာတာပေါ့။နောက်ပြီးအစာကြေဖို့အတွက်ထញ្ញံခင်းမြုံပြီးမဝင်းကျွယ်အလိုက်တည်းငှားလာတဲ့စိန်ပြာလောင်ကိုဖတ်တယ်။ နောက်ပြီးတော်ကားရဲ့အရင်ကိုလည်းဖတ်တာပေါ့ဒီလိုဆိုတော့လေဒေါခင်မာကြီးကိုသတိမရတော့ဘူးလေရမလင်မီတရတော်လေဒေါခင်မာအီရိုးရဲ့အိမ်ကိုရောက်သေးတာပေါ့ငရုတ်သီးထောင်းသူတွေကြက်သွန်းနှွားသူတွေငါးရုပ်တွေနှွားသူတွေနဲ့စစ်စစ်ကကရှိနေတာပေါ့အနီးများအေးအေးဆေးဆေးနေပါလူမဲ့သူတွေရှိပါတယ်ဆိုပြီးပြောရင်အကြီးမလေးကကွာစိတ်တပကံချပီးတယ်နောက်ပြီးကြက်သွန်းလေးသုံးလေးလုံးနှွားပြီးတော့ကွာစိတ်စားပြီးပြန်ခေးရတာပေါ့ ရွက်လေတဲ့နေ့မှာခင်မူးတွေကလည်းမလိုက်နိုင်ရုံးမှာအစည်းဝေးရှိတာကြောင့်လဲဆော့ဆော့သွားရတယ်။ဒါကြောင့်ဒေါ်မင်းမြလိုင်လည်းတူဦးလေးဆော့ဆော့လာခဲ့တာပေါ့။အဝစားတော့မင်းမြလိုင်ဒေါ်မင်းမြလျာကိုအဝစားသွားအိုးတကြီးဖြစ်သူလေးတော်မီးကစီးပြီးတော့ပြောတာပေါ့။တင်းမြင်ပဲဦးပဲဖြူဖြူလေးနူးအီနေတဲ့ကျက်သူဦးကြီးတလုံးနဲ့လေငါပြောဦးနီနီအကွင်းလိုက်တွေက မုံမကန်လေးကိုခုန်ဆင်းလာတာပေါ့။ချုံမွေးတဲ့ဟီးရင်နဲ့ကလည်းဝေ့ပြီးတော့ပြန်သွားတယ်။ မွေးငါအချိန်40ကိုလေငါအချိန်30မွေးငါအချိန်40ကိုငါအချိန်30လီမြေပင်းဆယ်လေးနည်းနည်းကိုကြုံပြီးတော့ထောင်းထဲတော့ပို့ချူလာဖို့ရှင်မိုးဖွယ်လေးတွေကတော့ဝန်းနှချောင်းကမှားတော့ကောင်းရဲ့လားမြမြရဲ့ကောင်းပါလေတတော်မိရဲ့တကယ်ကိုကောင်းတော့တပကံကုံတော့လေနောက်တပကံထက်ထဲကြီးနဲ့ချီချူရတာပေါ့တော်မြမြလိုင်းကငကူကလေးကမိုးဟင်းကကြိုက်တက်တဲ့သူလေး ဒါကြောင့်အနီမြထဲအုပ်လေးဆိုပြီးပြောတိုင်းထဲ့ရထဲ့ရထဲ့မိတော့သုံးပကံမောင်းမောက်ကိုအောင်စားမိတဲ့မဟုတ်ပဲထဲ့မထဲ့နိုင်တော့ကြောင့်မုတ်ထဲ့မထဲ့နိုင်တော့တာကြောင့်လဲလေသိကောင်းတာပဲကွယ်ဆိုပြီးချီချွေးနဲ့ဟင်းရီထက်တော့တဲ့အချိုးပဲချထားတဲ့စနွေးမကင်းရဲ့လက်ဖက်ကိုစောင်းရည်ပဲမကြည့်အားတော့သူကြိုက်တာမွေးငါလိညကြတော့မွေးငါအတော်ကောင်းရဲ့လားဆိုပြီးမေးတဲ့ခင်မုန်းတဲ့ကိုသိကောင်းတာပဲကိုကိုရဲ့ဆိုပြီးတော့လည်းအပြေပေးရတယ် လွန်ခဲ့တဲ့3လလကဥလေးပါရက်လေတုန်းကလည်းဒေါခင်မာရင်နဲ့အတူသွားခဲ့ရတာကိုသတိရတယ်။စိတ်ထဲမှာနေပြီးအမျှဝေရင်စိတ်ပတိကောက်ကိုကန်ကစိတ်မိတာပေါ့။ဂုံတော်ကိုပေါ့ကိုနှုတ်မှရွတ်နေပြီမဲ့လေ။အဲ့ဒီတုန်းကလည်းမိုဟင်းကကြွေတာပဲ။ဒါပေမဲ့ဒီနေ့မိုဟင်းကတော့မကောင်းဘူးဆိုပြီးတော့စဉ်းစားနေမိတာပေါ့။ဒီနေ့ဟင်းကလေတကယ်ကိုအချိုလေးတော့ပါဇက်ထဲမှာကိုဆွေးနေတာပဲ။မုတ်လေးတွေကလည်းတည်တည်မြင်မြင်နဲ့ကောင်းလိုက်တာဆိုပြီးတွေ့ရင် ထပ်ပြီးတော့စားချင်စိတ်တွေပေါ်လာပြန်တာပေါ့ငါနဲ့ချိန်ကလေးနဲ့တင်လာလိုက်ပြီးရောအမကြီးသာရှင်လေးငါ့အကြိုက်ကိုသိတယ်ထည့်ပေးလိုက်မှဆိုပြီးစဉ်းစားရင်းနဲ့ဟင်းကနေတက်ပြင်းချမိတာပေါ့တရားစာဦးဖတ်နေတဲ့ခင်မူးတွေကလှမ်းကြည့်တယ်ကိုကို တရားပြသွားတယ်ဆိုပြီးတော့အောင်မေပေါ်မများရေးဆိုပြီးပြောတာပေါ့အရှင်သာရိပုတ္တရာနဲ့ရှင်မောကလန်အလောင်းလျာကြီးတွေဆိုရင်လေပွဲကင်းထဲမှာလှုပ်ရှားပျော်ပါးနေကြတဲ့သူတွေကိုကြည့်ရင်อืม ဒီလူတွေဟာနောက်နှစ်ပေါင်းတရာလောက်ဆိုရင်တယောက်မှရှိတော့မှာမဟုတ်ဘူးလို့တွေးမိတာနဲ့လူလောကကိုညင်းဝေပြီးတရားစီတရားမှန်ကိုရှာကြတော့တာပဲတဲ့ခုဆိုရင်လေအမကြီးကတရားပြသွားတာပဲပေါ့တေချင်းတရားကလေအစိုးမရဘူးဆိုတော့ကိုပြသွားတာအရွယ်မရေးဘူးအချိန်ခါမရေးဘူးဆိုတော့ကိုပြသွားတာဘလောက်တရားကြဖို့ကောင်းနေတော်မြမြလိုင်ကလေဘာမှကိုပြန်မပြောတော့ကိုကသူတို့လိုပါရမီရှင်အရင်မှကြီးမှမဟုတ်ပဲ့ ချက်ချင်းကြီးတော့ဘလို့လို့တရားရနိုင်မလဲဆိုပြီးစဉ်းစားရင်ပဒီကိုနနာစိတ်တဲ့မျက်စိကိုစုံမိပြီးခေါင်းထဲမှာတွေးလိုက်တဲ့ဒေါခင်မာကြီးရဲ့မျက်နှာကိုပြန်ပြီးတော့တွေးကြည့်နေမိတာပေါ့ဒါပေမဲ့မူဖွဲ့ပြပြပေါ်ကိုလေလောင်းချလိုက်တဲ့ဟိရဲ့ခွက်ကြီးကိုသာမြင်အောင်လာတယ်ဘဲဥပွဲအကွင်းလိုက်တွေနဲ့ကျစ်တုံးဦးနူနူညံ့ညံ့အလုံးလိုက်တွေကိုလည်းလေမျက်စိထဲမှာတော်တော်နဲ့မပြဘူးဝဲလေပြီးခေါ်နေတဲ့တွေးကိုလည်းလေမတိမသားမျိုးချလိုက်တဲ့ mm. ဘိုက်ထဲမှာလဲဟာတတာနဲ့မိုးဝင်းကားလေးတပတ်ကန်လောက်ထွက်စားကျင်လိုက်တာနော်အစောဒီနောက်တော့ဆင်မိခဲ့ကြတဲ့ဘာမစ်လိုက်ပြီးအော်ဒီယိုပရိသတ်များအားလုံးစိတ်ကြမ်းပါစေကိုယ်ဟီချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဘာမစ်လိုက်ပြီးဝိုင်းတော်သားများအားလုံးကဆုတောင်းပေးလိုက်ပါတယ်နေ့စဉ်နေ့တိုင်းစာအုပ်ကောင်းလေးတွေကိုဖျက်ပြပေးသားမှာမို့လို့ဘာမစ်လိုက်ပြီးအော်ဒီယို channel လေးကို subscribe လုပ်ထားပြီးကြပါဦးနော်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်